စကိုင်းတိုင်းကမ်းလူမျိုးနဲ့ဇီကုံမျိုးနားမှာရှိတဲ့တပြေသားနဲ့ကျောင်းကုန်းရွာတွေကိုစိုးစိုးနဲ့ပြူစောတီတွေကဆင်းနေဝင်ရပြီးတော့ပြည်သူတွေကိုတက်ဖြတ်တာနဲ့ဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံသတင်းမြစ်တချို့ကပြောပါရယ်အဆိုပါကျေးရွာတွေတဲကိုစိုးစိုးနဲ့ပြူစောတီတွေကပြီးခဲ့တဲ့ဇွန်လ23ရက်နဲ့24ရက်တွေမှာဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးတော့တပြေသားကျေးရွာကဒေသခံ9ဦးခန့်ကိုတက်ဖြတ်ထားခဲ့တယ်လို့ပြည်သူ20ကျော်ကိုလည်းဖမ်းဆီးသွားတာဖြစ်တယ်လို့ဒေသခံတို့ကပြောပါရယ် တပြေသာနဲ့ကြောင်းကုန်းရွာတွေဟာဇီးကုန်းမျိုးနဲ့တစ်ဆက်တည်းမှာတည်ရှိနေပြီးတော့အရင်ကစိုးစုနဲ့ပြူစောရီတွေရဲ့ရန်ကြောင်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြပြီးတဲ့နောက်မှာရွာတွေကိုပြန်လည်နေထိုင်နေကြတာဖြစ်ပါတယ်။အဲ့ဒီလိုရွာတွေကိုပြန်လည်ဝင်ရောက်နေထိုင်ချိန်စိုးစုနဲ့ပြူစောရီတွေကစီးနှင်းဝင်ရောက်ပြီးတော့ဖမ်းဆီးတာတပ်ဖြတ်တာတွေလှုပ်ဆောင်တာဖြစ်တယ်လို့ဒေသခံသတင်းမျိုးကပြောပါတယ်။ကမ္ဘလူနယ်မှာတင်ကန်းဝင်းဝါတော်ရဲ့ယူစောတီလိုအပ်ချက်မြန်မာနေရာကြောင့ ကမ်ဘလူမျိုးနဲ့ကျေးရွာတွေကနေဒေသခံတွေကိုအတင်းအဓမ္မပေါ်တာဆွဲဖို့ညွှန်ကြားထားတယ်လို့ကြားနေရကြောင်းလဲကျွန်းလာကမ်ဘလူတကြွလှုပ်ရှားသူများအဖွဲ့ကထုတ်ပြန်ထားပါတယ်။စိုးစွနဲ့ပြူစောတိတွေရဲ့ရန်ကြောင်းဇီကုံအပါဝင်အနီးနားမှာရှိတဲ့လက်ဆယ်တပြေသာကြောင်ကုန်ဖိုကုန်ငကပေါ်နဲ့ပုတ်ပွားရွာကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ဆိုပါတယ်။